နည်းပညာတုတ်တက်လာတာနဲ့အညီလူငယ်တွေအနေနဲ့ ICT နည်းပညာတွေတွန်းကျင်တက်မြောက်စေဖို့နဲ့လောကအခွင့်အလမ်းတွေပိုမိုရရှိနိုင်စေဖို့ ICT Development Training School Scholarship Program ကိုလာမယ့်ဩဂုတ်လထဲမှာပြုလုပ်သွားဖို့ရှိတယ်လို့ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းအလုပ်မှုဆောင်ဦးစောလင်းကဇွန်21ရက်က City Star Hotel မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ ICT နဲ့အသက်မွေးဝမ်းကြောင်းပြုလုပ်သူတွေနဲ့အမှန်တကယ်ငွေကြေးမပြည့်စုံသူဖြစ်ပြီး ICT ပညာကိုစိတ်ဝင်စားတဲ့လူငယ်တွေအတွက်တင်နန်းပြတာနဲ့လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်တဲ့အနေအထားရောက်အောင် အခမဲ့တင်ကြားပေးသွားမှာဖြစ်တယ်လို့ဥဇော်လင်းကပြောပါဗျာ။ ဓိကတော့ ICT ပေါ့လေ ICT ဆိုတော့ကျွန်တော်က PC လည်းပါမယ် mobile လည်းပါမယ်ကျွန်တော်က networking လည်းပါမယ်ဒီ ICT နဲ့အတန်အများဆုံးပြုလုပ်ရည်ရထားတဲ့သူတွေရဲ့နောက်အမှန်တကယ်ငွေကြေးချိုးတက်တဲ့သူတွေဖြစ်ရမယ် form တွေ20နှစ်နေတိကျွန်တော်လက်ခံတယ်လက်ခံပြီးတဲ့အခါကျတော့ကျွန်တော်ဒီ form တွေကျွန်တော်စစ်စစ်ဟိုမှာပေါ့ဒီမှာအဲ့တည်းကသူကဒီအင်တောင်စုမိဘအလုပ်ကံအထောက်အထားနဲ့အင်တောင်စုစီးရင်လည်းကျွန်တော်တင်ပြဖို့တော့လိုအပ်ပါတယ်ဒီ grade တစ်ခုခုကျွန်တော်ရထားပြီးသားသူဖြစ်ရမယ်ဒီသင်တန်းလေးကို scholarship က100%ပေးခြင်းတယ်ပေါ့နော်သူတို့ပတ်စံတော့ကတော့ဘာမှမကုန်ဝဲနဲ့သူတို့သင်တန်းတစ်ခုတက်သွားတယ်အောင်လမ်းတစ်ခုရတယ်ပြုလို့ရှိ င်အဲ့တင်တာစဉ်းသွားလို့ရှိရင်တကယ်လည်းအပြင်မှာလုပ်ငန်းကူရင်မှာအလုပ်လုပ်နိုင်တဲ့သူတွေဒါဖြစ်သွားရမယ်လို့ဟာရုပ်လုပ်ပေးတဲ့စိတ်ပါဝင်သွားတဲ့လူငယ်တွေအနေနဲ့ဝင်ဝင်လျှောက်လာတွေကိုဇူလိုင်လ22ရက်အထိလက်ခံပေးသွားမှာဖြစ်ပြီးပညာသင်စုစီစဉ်ကိုတော့အောက်ဂိုလာဒုတိယဘက်မှာဖွင့်လှစ်နိုင်ဖို့စီစဉ်ဆောင်ရွက်သွားမယ်လို့သိရပါဗျ။ပညာသင်စုအတွက်တင်နန်းသားဥယျာဉ်ကန့်တတ်ထားပြီးတင်နန်းနှစ်ခုအတွက်တင်နန်းသား15ဦးကို၄လကြာအခမဲ့တင် जा ပေးသွားမယ်လို့ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းပညာသင်စု PAE ကုမ္ပဏီတွင်ရင်မူ ဦးစီယာပြိုကပြောပါတယ်။ငန်းသားဦးရေကနေချက်ရှိပါတယ်။ PC နဲ့ Mobile Technician တင်တဲ့မှာဆိုလို့ရှိရင်10ရောက်။ System Knowledge တင်တဲ့မှာဆိုလို့ရှိရင်9ရောက်။အလုံးပေါင်းတင်တဲ့သားဦးရေ15ရောက်ခေါင်းယူမှာဖြစ်ပါတယ်။တင်တဲ့ကာလအနေနဲ့တင်တဲ့တစ်ခုကိုလေးလကြာမြောက်ဖြစ်ပါတယ်။တင်တဲ့ရက်အနေနဲ့တပတ်ကို၄ရက်တည်းအောင်ပါ။တရက်ကို၄နာရီတည်းအောင်ပါ။တနင်္လာနေ့ပြကြာတာမနေ့ပေါ့သူတတ်မှတ်ထားတဲ့အချိန်ပေါ့လေတပတ်ကို၄ရက်နဲ့ င်တန်းကာလာလေးလတက်ရမှာဖြစ်ပါတယ်။အဲ့ဒီစီစဉ်အတွက်ဘွဲရလူငယ်တွေရှောက်ထားနိုင်ပြီးလူတွေစစ်စစ်ချင်းတွေဆောင်ရွက်ပြီးတဲ့အခါတတ်မှတ်အရေးချင်းကန့်ညီသူတွေကိုတက်9သိန်း9000နဲ့ညီမြတဲ့ PCN Mobile Technical Training နဲ့တက်2သိန်း8000နဲ့ညီမြတဲ့ System and Network Engineer Training တန်းတွေကိုအခမဲ့တင် जा ခွင့်ရရှိမှာဖြစ်တယ်လို့ဦးစိုလင်းကပြောပါတယ်။ PCN Mobile Technical Training နဲ့ System and Network Engineer Training တန်းတက်ရောက်ပြီးတဲ့အခါလူငယ်တွေအနေနဲ့ကိုယ်ပိုင်လုပ်ငန်းလုပ်ကင်ခွင့်နဲ့ဤပညာကျွမ်းကျင်မှုတွေရရှိစေမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းအလုပ်မှုဆောင်ဦးစောလင်းကပြောပါတယ်။အခု PCM Mobile ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာကွန်ပျူတာရောင်းတဲ့ဆိုင်လေး၊နောက်ကျွန်တော်ဖုန်းရောင်းတဲ့ဆိုင်လေးမှာကျွန်တော်တို့က technician တွေနဲ့ပြန်လုပ်လို့ရတယ်။အဲဒီလိုမှမဟုတ်ဘဲနဲ့သူ့ဘာသာစကားနေမှာပေါ့လေ။သူ့လိုနဲ့အဆန်ဆုသွားပြီးတော့ကိုပိုင်းဆိုင်လေးတစ်ဆိုင်ပြန်ထောင်းနိုင်တဲ့။အဲဒါကစစ်စစ် network engineer ဆိုလို့ရှိရင်ဒီနေ့ခင်မှာကျွန်တော်တို့ဒီ လုပ်ငန်းတိုင်းလုပ်ငန်းတိုင်းအောင် MIS ဆိုရဲ Management Information System ကိုကျွန်တော်တို့သုံးလာတယ်ဆိုတော့ဒီ MIS ဆိုသုံးကြီးဆိုရင်ကျွန်တော်တို့ရပါသော Hardware Technician တွေ Network Technician တွေလူတွေ Data တွေ Server တွေစသဖြင့်လိုလာတယ် Software တွေစသဖြင့်လိုလာဆိုတော့အဲ့ဒါတွေကိုဟိုထားဆောင်မှုတွေလူငယ်တွေအများကြီးလိုပါတယ်လူတွေကတန်တန်းမှာပြေးစားတက်မြောက်သွားပြီဆိုလို့ရှိရင်အပြင်မှာကအလုပ်မရစွာတိတ်ပြီးအကြောင်းရှိပါတော့ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်းအနေနဲ့လူငယ်တွေအတွက် ICT နည်းပညာကျွမ်းကျင်တက်မြောက်စေဖို့နဲ့အလုပ်အကိုင်းအခွင့်အလမ်းတွေရရှိနိုင်ဖို့ပညာသင်စုအစီအစဉ်ကို တစ်နှစ်နှစ်ကြိမ်ပြုတ်လုပေးသွားမှာဖြစ်ပြီးပညာသင်စုပေးမဲ့တင်နန်းသားဦးရေကိုလည်းတိုးမြှင့်ပေးနိုင်ဖို့ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါဗျာ။